မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်မြကြီးနားဗမော်လမ်းပေါ်မှာရှိတဲ့ကစူးတပတ်တရားကိုစစ်ကောင်စီကမိုင်းခွဲဖျက်ဆီးလိုက်တဲ့အတွက်တရားဟာကျိုးသွားပြီးလမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ10ရက်နေ့ညပိုင်းမှာဝိုင်းမော်မြို့နယ်မြကြီးနားဗမော်လမ်းပေါ်မှာရှိတဲ့ကစူးကျေးရွာနဲ့တပတ်ကျေးရွာကိုဆက်သွယ်ထားတဲ့တရားကို စိတ်ကောင်းစီကလာရောက်ပြီးတော့မိုင်းခွဲဖြတ်စည်းလိုက်တယ်လို့သိရပါဗါးအခုလိုမျိုးမိုင်းခွဲဖြက်စီးလိုက်တဲ့အတွက်ဒရားဟာဖြက်စီးသွားပြီးကားများဖြတ်တန်းသွားလာလို့မရတော့ဘူးလို့သိရပါတယ်။အ धिक အားဖြင့် KIA နဲ့တော်လှန်ရေးတပ်များမလာရောက်နိုင်စေရန်စစ်တပ်ကရည်ရွယ်ပြီးတော့ဖြက်စီးခဲ့တယ်လို့ယူဆနိုင်ကြောင်းဒေသခံပြည်သူတို့ကပြောဆိုခဲ့ပါတယ်။မြစ်ကြီးနားဗမော်သွားတဲ့လမ်းပေါ်ကကစူးတစ်ပတ်ဒရားကိုမနေ့ကညပိုင်းကမိုင်းခွဲသွားတာပါစစ်တပ်ကခွဲသွားတာကားတွေတော့သွားလို့မရတော့ဘူးဆိုင်ကယ်လောက်ကတော့ထိမ်းပြီးတော့သွားရင်ရသေးတယ် တရားကအလဲနားလောက်မှာတော်တော်လေးကိုထိသွားတာလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်ကချင်ပြည်နယ်မှာမက်လ9ရက်နေ့ကနေစတင်ခဲ့တဲ့စစ်စင်ရေးများကြောင့်စစ်ကောင်စီတပ်စခန်း100နီးပါးကို KIA ဥဆောင်တဲ့တော်လိုင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ရရှိလာချိန်မှာစစ်ကောင်စီကအခုလိုမျိုးလမ်းပန်းဆက်သွယ်ရေးများဖြတ်တောက်ရန်လမ်းတံတားများကိုဖျက်ဆီးမှုများလှုံ့ဆော်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမိထီလာအခြေစားအမှတ်69ချင်းမြန်တပ်မဌာနချုပ်ဒုတမမှုဘုံမှုကြီးညီညီမောင်ကိုစစ်တပ်ကလောင်ကစားမှုကြားဖြန့်ကိစ္စများမှာပါဝင်ပတ်သက်မှုတွေနဲ့ဖမ်းဆီးခဲ့တဲ့သတင်းကိုခေတ်သစ်မီဒီယာကသတင်းဖော်ပြခဲ့ပြီးတော့အဲ့ဒီသတင်းကိုဖြုတ်ချပေးမည်ဆိုပါကအလူငွေပေးအပ်သွားမယ်ဆိုပြီးတော့စစ်တပ်အတိုင်းဝိုင်းကဆက်သွယ်ပြောကြားလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ3ရက်နေ့ညပိုင်းမှာစစ်ဘက်ရေးရာထောင်လိုင်းရေးတပ်ဖွဲ့များကအမှတ်69ချင်းမြန်တပ်မဌာနချုပ် ဒုတမမှုဘုံမှုကြီးညင်ညီမောင်ကိုဝင်ရောက်ဖမ်းဆီးသွားခဲ့ပြီးတော့အခုလိုဖမ်းဆီးမှုတရင်ကိုခေတ်သစ်မီဒီယာကဖော်ပြခဲ့တဲ့အတွက်အဲ့ဒီသတင်း post ကိုဖြုတ်ချပေးဖို့အတွက်ပြောကြားခဲ့တယ်လို့သိရပါတယ်အကယ်၍ဖြုတ်ချပေးမည်ဆိုပါကခေတ်သစ်မီဒီယာနဲ့တော်လန်ရေးအင်အားစုများထံကိုအလူငွေအ ਨੇ စုံကျပ်သိန်း90ကစတင်ပြီးတော့ပေးအပ်မယ်လို့ကမ်းလှမ်းလာတယ်လို့သိရပါတယ်ပတ်စံပေးဖို့အတွက်ကမ်းလှမ်းလာတဲ့သူတွေကသူတို့ကိုဒုတမမှုရဲ့တားတပည့်များလို့သာမှတ်ထားပေးပါရန်နဲ့ တရင်ဖြုတ်ချလိုက်တာနဲ့တပြိုင်တည်း KP Wave ဒါမှမဟုတ်တရုတ်ဘဏ်အကောင့်ရှိရင်လည်းတရုတ်ဘဏ်အကောင့်ထိုင်းဘဏ်အကောင့်ရှိရင်လည်းထိုင်းဘဏ်အကောင့်ကနေတစ်ဆက်အလူငွေများကိုပေးအပ်သွားမယ်လို့ကန့်လန့်လာကြောင်းသိရပါတယ်ခေတ်သစ်မီဒီယာကလည်းအဲ့ဒီတရင်ဟာခိုင်မာတဲ့တရင်ဖြစ်တဲ့အတွက်ဖြုတ်ချပေးရန်မရှိပဲအလူငွေကိုလည်းလက်ခံမှာမဟုတ်ကြောင်းအကြောင်းပြန်ခဲ့တယ်လို့သိရပါတယ်စစ်တပ်ကတော့အပတ်စဉ်၄၂ကျောင်းဆင်းဖြစ်တဲ့ဘုံမူကြီးညီညီမောင်က၂၀၂၁ခုနှစ်တမခွန်ခွန်ဗျူဟာမှုဖြစ်ခဲ့တဲ့အချိန်ကမြောက်ကလာပမှာ ဆန္ဒပြတဲ့ပြည်သူများကိုကိုယ်တိုင်စက်တနက်နဲ့ပြစ်ခတ်တပ်ဖြတ်ခဲ့တဲ့သူလည်းဖြစ်တယ်လို့သိရပါဗျ။ဗိုလ်မှူးကြီးညင်ညီမောင်ဟာရုရှားပြန်စစ်ဗိုလ်တအုပ်ဖြစ်ပြီးတော့၎င်းမှာစစ်တပ်ထဲမှာတာဝန်ထမ်းဆောင်သမျှကာလပတ်လုံးမိမရှုပ်သူအဖြစ်နဲ့နာမည်ကြီးသူလည်းဖြစ်တယ်လို့သိရပါဗျ။စစ်တပ်ကသူចောင်းဆင်းပြီးချိန်မှာ KDV ကအမျိုးသမီးတအုပ်နဲ့ပထမအိမ်အောင်ကြာပြီးတော့သမီးတအုပ်ကိုမွေးဖွားခဲ့တယ်။2002ခုနှစ်မှာရုရှားကိုပြင်ညာရွယ်တင်တွားရပြီးတော့မြန်မာပြည်ကိုပြန်ရောက်ချိန်မှာပထမအင်အောင်နဲ့ကွဲကစစ်တပ်ကတုံးမှာဗိုလ်ကြီးယာဒူးနဲ့နီးပြတာဝန်ထမ်းဆောင်ခဲ့တယ် အဲ့ဒီအချိန်မှာစစ်တပ်ကသူ Cherry Yate လက်ဖိတ်ဆိုင်ပိုင်ရှင်တမီးအကြီးမားနဲ့ညီဆွန်းခဲ့ပြီးတော့ကိုဝင်ဖျက်ချခံခဲ့ရကမိမကိစ္စအတွက်တိုင်ကြားခံခဲ့ရတယ်လို့သိရပါဗျ။အဲ့ဒီအမျိုးသမီးဟာနောက်နောက်မှာတော့စစ်တပ်ကသူအပတ်စဉ်44ကျောင်းစင်ဘုံမှုဇော်ပိုင်ရဲ့ဇနီးဖြစ်လာတယ်လို့သိရပါဗျ။ဇော်ပိုင်ကတော့နွားဖြစ်သွားပါပြီ။အဲ့ဒီနောက်မှာတော့ဒုတိယအိမ်အောင်အဖြစ်နဲ့မီမီဆန်နဲ့အိမ်အောင်ကြပြီးတော့စစ်တပ်ကသူစာပေနှစ်မှာဘောလုံးတိုင်းကင်ချင်းအပါဝင် လောင်ကစားအလုံများကိုလုတ်ကင်ခဲ့တယ်လို့သိရပါတယ်။2010ခုနှစ်မှာတော့ဘုံမှုရာထူးတိုးသွားပြီးတော့2013ခုနှစ်မှာတော့ဖပွန်ခလိုက်ရ19ကိုဒုတိယတရရင်မှုအဖြစ်နဲ့ပြောင်းရွှေ့ခဲ့ရတယ်လို့သိရပါတယ်။အဲဒီအချိန်မှာဒေသကအမျိုးသမီးတအုပ်နဲ့ညီဆွန်းခဲ့တဲ့အတွက်တိုင်ကြားခံရကငွေချေးပေးရခဲ့ရပြန်တယ်လို့သိရပါတယ်။2015ခုနှစ်မှာတောင်ငူခလိုက်ရ26ကိုတရရင်မှုအဖြစ်နဲ့ပြောင်းရွှေ့ခဲ့ရတယ်လို့သိရပါတယ်။တရရင်မှုဘဝမှာလည်းဒေသကအမျိုးသမီးတအုပ်နဲ့ထပ်မံညီဆွန်းခဲ့တဲ့အတွက်အဲဒီကိစ္စကိုဖြေရှင်းခဲ့ရပြန်တယ်လို့သိရပါတယ်။ တရင်မှုဘဝမြဝတီတောင်ကိုလိုင်စင်မဲ့ကားများတဲဆောင်ခြင်းဆက်ကြီးကောက်ချင်းများကိုလှုပ်ဆောင်ခဲ့ပြီးတော့တောင်ကို KTV ကအမျိုးသမီးတဦးနဲ့ညီဆွန်းခဲ့တဲ့အတွက် ရော်ကြီးပေးပြီးတော့ဖြည့်ရှင်းခဲ့ရပြန်တယ်လို့သိရပါတယ်။ဟာအဲ့ဒီကောင်ကတော့ဟေးစမူစာမရှိရင်မရတော့ဘူးလားမသိဘူး။2018ခုနှစ်မှာဘာထူးចောင်းကိုနီးပြနဲ့ပြောင်းရွှေ့ပြီးတော့တရင်မှုတင်နန်းသားများထံကနေပြီးတော့ငွေကြေးကောက်ခံတဲ့အတွက်ចောင်းအုပ်ကြီးရဲ့သတိပေးမှုကိုခံခဲ့ရပြန်တယ်လို့သိရပါတယ်။ 2021ခုနှစ်မှာတမခွန်ခွန်ရဲ့ဗျူဟာမှုဖြစ်လာခဲ့ပြီးတော့ရန်ကုန်မှာရှိတဲ့စစ်အာဏာရှင်ကိုဆန္ဒပြတဲ့အရေးခင်မှာပြည်သူများကိုစက်တက်နဲ့ကိုရိုင်းပစ်ခတ်တပ်ဖြတ်ခဲ့တဲ့သူလည်းဖြစ်တယ်လို့သိရပါတယ်။2023ခုနှစ်မှာတမကိုကိုရဲ့ဒုတိယတမမှုဖြစ်လာပြီးတဲ့နောက်လောင်ကိုင်းမှာခေတ္တတွားရောက်ပြီးတော့တာဝန်ယူခဲ့ရတယ်လို့သိရပါတယ်။အခုလိုတာဝန်ယူတဲ့အချိန်မှာလောင်ကစားနဲ့ကြားဖြတ်လုပ်ငန်းများထံကနေပြီးတော့ငွေကြေးမြောင်များစွာကိုလက်ခံခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်အခုမေလမှာလောင်ကစားမှု ြားဖြန့်ကိစ္စများမှာပါဝင်ပတ်သက်မှုတွေနဲ့ဖမ်းဆီးခံလိုက်ရခြင်းဖြစ်တယ်လို့သိရပါဗျ။လက်ရှိမှာဘုံမူးကြီးညီညီမောင်ရဲ့မရေမတွက်နိုင်တဲ့မိန်းမများထဲမှာမိန်းမတယောက်ဖြစ်သူမီမီဆန်ကလင်းဖြစ်တဲ့သူပြန်လဲလွတ်မြောက်လာရေးအတွက်နာမည်ကြီးဗေဒင်ဆရာများဖုန်ကြီးများနဲ့တွေ့ချက်ပြီးတော့ရတရာချီမှုများကိုလှုံ့ဆော်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တရင်ကတော့ဇကိုင်းတိုင်းမုံရွာမြို့နယ်တောပူရွာပြူစောတိအဖွဲ့ရဲ့အမျိုးသမီးခေါင်းဆောင်အပါဝင်ပြူစောတိအမျိုးသမီး၃ဦးကိုလက်ရဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်မေလ၄ရက်နေ့ကအနောက်မြောက်တိုင်းစစ်ဌာနချုပ်အတွင်းမှာရှိတဲ့စစ်ဆေးရုံမှာမိုင်းထိမှန်ဒဏ်ရာရရှိတဲ့ပြူစောတိတအူးဒဏ်ရာတက်တာလာတဲ့အတွက်ဆေးရုံကနေဆင်းလာတဲ့အချိန်တောပူရွာကအမျိုးသမီးပြူစောတိခေါင်းဆောင်ခိုင်ခင်ဦးပြူစောတိချစ်ရဲနိုင်ရဲ့ဇနီးမိသေးနဲ့ ပြူစောတီထင်းညွန့်ရဲ့ဇနီးအေးမြမွန်တို့သုံးဦးကိုလမ်းမှာဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတို့ကိုတရားဥပဒေအရအပြစ်ပေးပြီးတော့အေးအေးယူနိုင်ရေးအတွက်မြို့နယ်ပြည်သူလုံခြုံရေးအဖွဲ့ပါလာဖတ်ထံကိုအံ့နံထားတယ်လို့သိရပါတယ်။မိုင်းထီတဲ့ပြူစောတီကလေးနာမခစစ်စေးုံကနေဆင်းလာတဲ့အချိန်ဖမ်းလိုက်တာဗျ။၃ရောက်လုံးတပြိုင်နက်တည်းဖမ်းမိတာ။အခုလက်ရှိတော့တရားစီရင်ဖို့အတွက်ပါလာဖတ်ကိုအတ်ထားတယ်လို့ Area 71 PDF မုံရွာအဖွဲ့ကတာဝန်ရှိသူတူကပြောကြားထားပါတယ်။အဲ့ဒီဖမ်းဆီးခံရတဲ့ဒူရီတဲက ယူသောတိခေါင်းဆောင်အမျိုးသမီးခိုင်ခင်ဦးဟာကိုယ်တိုင်နေအိမ်များကိုမိရှို့ခြင်းပြည်သူဝိုင်းပစ္စည်းများကိုခိုးယူတဲဆောင်ခြင်းတွေကိုလှုပ်ဆောင်ခဲ့ပြီးတော့ကျန်တဲ့အမျိုးသမီးနှစ်ဦးအားလည်း၎င်းတို့ရဲ့ခင်မွန်းဖြစ်သူများရဲ့လှုပ်ဆောင်ချက်များနဲ့ပတ်သက်ပြီးတော့အတိအသည့်ဝန်ခံထွက်ဆိုထားကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဗကူတိုင်းလေဗရန်မြို့နယ်မှာရှိတဲ့ကွန်းချံကြီးရွာကစစ်ကောင်စီဂိတ်တိုက်ခိုက်ခံရပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦးသေဆုံးပြီး၇ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ကွန်းချံကြီးရွာစစ်ကောင်စီဂိတ်ကိုမေလ၈ရက်နေ့မနက်အစောပိုင်းမှာတရားဝရီခရိုင်အမှတ်နှစ်တရင်ရဲ့တပ်ခွဲ136 MBDF မြေလက်ဗမာကာကွယ်တပ်ဖွဲ့နဲ့တာဝရီခရိုင်အမှတ်3တရင်မြန်မာ Defense Force တို့ကပူးပေါင်းပြီးတော့ဆက်စင်ရေးပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မစ်ရှင်ကိုတေချာစနစ်တကျဆွဲပြီးမှလုပ်ခဲ့တာပါ။အောင်မြင်ပါတယ်။စစ်ကောင်စီဘက်ကအသေးစင်းရောထိခိုက်မှုရောရပါတယ်။တခုပဲတိုက်ခိုက်နေတဲ့အချိန်မှာအိမ်စည်းကားတွေဖြတ်သန်းသွားလာနေလို့ပြန်ဆုတ်ခဲ့ရတယ်လို့ကာကွယ်တပ်ဖွဲ့နဲ့နီးစပ်သူတို့ကပြောပြခဲ့ပါတယ်။ အဲ့ဒီစစ်စေးရေးဂိတ်ကိုဝင်ရောက်ပြီးတော့စီးနှင်းပြစ်ခတ်နေချိန်မှာပြည်သူများမောင်းနေနေတဲ့ကားများဟာအဆက်မပြတ်သွာလာနေတဲ့အတွက်ပြည်သူများထိခိုက်မှာကိုစိုးရိမ်နေတဲ့အတွက်ဆုတ်ခွာပေးခဲ့ရကြောင်းကိုတာဝရီခဲအမှတ်သုံးတက်ရင်မြန်မာ Defense Force ကထုတ်ပြန်ကြမှာပေါ်ပြထားပါတယ်တိုက်ခိုက်ခံရပြီးတဲ့နောက်မှာစစ်ကောင်စီကဂိတ်ကိုအင်အားတိုးထားပြီးတော့စစ်စေးရေးတွေကိုလည်းတင်းတင်းကြပ်ကြပ်လှုပ်ဆောင်နေတယ်လို့သတင်းရရှိပါတယ်ကွန်းချန်စစ်စေးရေးဂိတ်ကစစ်ကောင်စီတပ်သားများနဲ့ရဲများဟာအဲ့ဒီဂိတ်နေရာကနေတဆင်းပြည်သူများကိုဖမ်းဆီးပေါ်တာဆွဲခြင်း ကားများကိုမတရားဖမ်းဆီးပြီးတော့ဒဏ်ရိုက်ခြင်းများကိုပြုလုပ်နေပြီးခရီးသွားပြည်သူများအနေနဲ့စစ်ကောင်စီဂိတ်စခန်းအနီးနားမှာနေထိုင်ခြင်းများကိုမပြုကြရနဲ့မဖြစ်မနေဖြတ်တန်းသွားလာရမယ်ဆိုပါကပတ်ဝန်းကျင်အခြေအနေကိုလေ့လာသတိပြုပြီးမှသာသွားလာကြရန်တာဝရီခဲအမှတ်3တပ်ရဲမြန်မာ Defense Force ကသတိပေးထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းအနောက်ချမ်းအုပ်ဖို့မြို့နယ်ကကြေးရွာတွေမှာဒကြံကာလနောက်ပိုင်းကစပြီးတော့စစ်မှုထမ်းအပတ်စဉ်နှစ်အတွက်လူငယ်လူရွယ်တွေကိုအတင်းအဓမ္မစစ်သားစုဆောင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်အဲ့ဒီတွေကမှထွက်ပြေးသွားသူတို့ရဲ့မိသားစုဝင်တွေကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအိမ်ကိုလာရောက်ပြီးတော့ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံတွေကသိရပါဗျ။ဘကိုးတိုင်းနယ်ကစစ်မှုထမ်းစုဆောင်းခံရတဲ့သူတွေကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များကခမာယာ6တိမ်မြုပ်တပ်ထဲကိုခေါ်ဆောင်သွားပြီးတဲ့နောက်မှာ တာဝတီစေးယုံမှာစေးဆက်ပေးပြီးစုမှုထမ်းဖို့အတွက်အင်းမတပ်ဘက်ကိုရွှဲပြောင်းတာမျိုးတွေရှိနေတယ်လို့အဲ့ဒီအခြေအနေကိုသိထားတဲ့ဒေသခံအမျိုးသားတအုပ်ကပြောပြပါဗါတယ်အဲ့ဒီလိုမျိုးစစ်မှုထမ်းခေါ်ဆောင်ခံရတဲ့အထက်က AP လာထဲမှာတိမ်မြုပ်တက်က၂ယောက်နဲ့အင်းမတက်ထဲက၄ယောက်ထွက်ပြေးသွားတာကြောင့်၎င်းတို့ကြံရှိနေတဲ့မိသားစုဝင်များကိုအစားထိုးခေါ်ဆောင်ဖမ်းဆီးသွားတယ်လို့အုပ်ဖို့ဒေသခံတအုပ်ကပြောပါဗါတယ်တပတ်၁၀ရက်လောက်ကတိမ်မြုပ်တက်ထဲက၂ယောက်ကထွက်ပြေးတယ် ိမ်မြုပ်ကနေပြီးတော့အင်းမကိုရွှေ့တဲ့တဲက၄ယောက်ထွက်ပြေးတယ်လို့သူကပြောပါတယ်။အင်းမတက်ထဲကထွက်ပြေးသွားတဲ့သူတွေဟာကျက်စုဒေါ်ရွာက၂ယောက်၊အောက်တဲရွာက၁ယောက်၊ဂွေးချောင်းရွာက၁ယောက်တို့ဖြစ်တယ်လို့သိရပါတယ်။ထွက်ပြေးသွားတဲ့ကျက်စုဒေါ်ရွာသား၂ယောက်ထဲက၁ယောက်ရဲ့မိန်းမဟာကိုဝင်ရှိနေတဲ့အတွက်ကြောင့်ရောက်ခမကိုဖမ်းဆီးသွားခဲ့တယ်လို့နောက်တယောက်အတွက်မိခင်ကိုဖမ်းဆီးခဲ့တဲ့အပြင်အောက်တဲချေးရွာကထွက်ပြေးသူအစားဖခင်တို့ကိုအေပီလ9ရက်နေ့ကတိမ်မြုပ်တက်ထဲကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံအမျိုးသားတို့ကပြောပါတယ် ဂွေချောင်းကြီးပါကအစာထုတ်ဖမ်းဆီးခံရတဲ့သူဟာဘသူဘဝလဲဆိုတာကိုတော့မသိရသေးဘူးလို့အဲ့ဒီဒေသခံကဆက်ပြောပါတယ်အစာထုတ်ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရတဲ့မိသားစုဝင်တွေကိုစစ်ကောင်စီတပ်ကဒီနေ့အထိကိုပြန်မလွတ်ပေးသေးဘူးလို့လည်းသိရပါတယ်ဘကိုးတိုင်းမှာစစ်မှုထမ်းအပတ်စဉ်နှစ်အတွက်ဧပြီလ20ရက်နေ့ကနေစတင်ကတိုင်တက်တိုင်စင်းလူဦးရေစရင်ကောက်ယူခြင်းမတရားလိုက်လံဖမ်းဆီးခြင်းများကိုပြုလုပ်ကစစ်ဆေးရုံများကိုခေါ်ဆောင်သွားပြီးတော့စစ်စစ်ချင်းများကိုလှုပ်ဆောင်နေတာကြောင့် ထွက်ပြေးတိမ်းရှောင်ကြသူတွေများပြားလာကဒေတာတွင်းမှာရှိတဲ့တော်လိုင်းတက်များနဲ့ဆက်သွယ်ပြီးတော့ဝင်ရောက်လာတဲ့သူတွေလည်းအများပြားရှိနေကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ